ဒီနေ့မှာတော့စိတ်ပညာနည်းပေးမှာကနဝင်လက်ရာစာအုပ်တစ်အုပ်ဖြစ်တဲ့ Robert Cialdini ရဲ့ Influence the Psychology of Persuasion အကြောင်းပါဒီစာအုပ်ကလူတွေကိုဘယ်လိုလွမ်းမိုးနိုင်တယ်လဲဘာကြောင့်ကျွန်တော်တို့တခါတရံမှာဆန္ဒမရှိပေဆုံးဖြတ်ချက်တွေချမှတ်ရတယ်လေဆိုတာကိုသိပ္ပံနည်းကြဖော်ထုတ်ပေးထားပါတယ်စီးပွားရေးတမားတွေဈေးကွက်ရှာဖွေသူတွေနဲ့နိုင်ငံရေးတမားတွေဟာဒီနည်းပြူဟာတွေကိုတုံးချပါတယ်ဒါပေမဲ့ဒီစာအုပ်ကတာမန်လူတွေအတွက်လည်းအလွန်အရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ဒီနီးပြူဟာတွေကိုနားလေထားရင်ကျွန်တော်တို့ဟာလေးစားခံရဖို့ပိုခက်ခဲလာပါလိမ့်မယ်။ဒီဗီဒီယိုမှာစာအုပ်ရဲ့နောက်ခံအဓိကလွမ်းမုံမှုနီလန်း6ခုလက်တွေ့ဥပမာတွေနဲ့ဒီစာအုပ်ရဲ့ဩစာလွမ်းမုံမှုကိုအသေးစိတ်ဆွေးနွေးကြည့်ကြပါမယ်။ Robert Cialdini ကအမေရိကန်စိတ်ပညာရှင်တဦးဖြစ်ပြီးလူမှုစိတ်ပညာနဲ့လွမ်းမုံမှုနေပင်မှာနိုင်မြကြီးပါတယ်။ 2D စာအုပ်ကို1984ခုနှစ်မှာထုတ်ဝေခဲ့ပြီးဒီစာအုပ်ရဲ့ထူးခြားချက်က Cialdini ကသူ့ရဲ့လေ့လာမှုတွေအတွက်နှစ်ပေါင်း3နှစ်ကြာအောင် ဈေးကွက်ရှာဖွေရေးကျွမ်းကျင်သူတွေအယောင်တမားတွေလေးစားသူတွေနဲ့စီရေလွမ်းမမှုကျွမ်းကျင်သူတွေရဲ့နီးဗျူဟာတွေကိုလိုအပ်စွာလေ့လာခဲ့ပါတယ်။သူကဒီလေ့လာမှုတွေကိုလုပ်ဖို့အတွက်အယောင်အလုပ်ယုံတွေမှာတွေစာရေးသားအဖြစ်စာရေးသားပြီးစီရေလေ့ကျင့်ရေးအစည်းအဝေးတွေမှာစုံစမ်းရေးအေဂျင့်အဖြစ်ဝင်ရောက်ခဲ့ပါတယ်။ဒီလိုလိုဝဲလေ့လာမှုတွေကလည်းလူတွေကိုလွမ်းမိုးနိုင်တဲ့အဓိကနည်းလမ်း6ခုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီ6ခုကို Trail Dini ကလွမ်းမိုးမှုရဲ့အလက်နက်များလို့ခေါ်ဆိုခဲ့ပါတယ်။ ဂျီနီလန်6ခုကတော့ responsibility commitment and consistency social proof liking adorableness credibility တို့ပါဒီနီလန်တွေဟာလူတွေရဲ့အုံနှောင်းနဲ့အလိုလျောက်တုံ့ပြန်မှုစနစ်တွေကိုအတုံးချထားတာဖြစ်ပြီးဒါကြောင့်လူတိုင်းကိုသွန်းမိုးနိုင်ပါတယ် ram mo mu နီလန်6ခုအတိတ်စိတ်ဉာဏ်လက်တွေ့ဥပမာ responsibility ပြန်လည်ပေးဆက်ခြင်းဒီနီလန်ကလူတိုင်းမှာရှိတဲ့နတ်ဆိုင်တဲ့လူစီမင်းတစ်ခုကိုအတုံးချထားတာပါ တစုံတစ်ယောက်ကကျွန်တော်တို့ကိုတစ်ခုခုပေးလိုက်ရင်ကျွန်တော်တို့ဟာပြန်လည်ပေးဆက်ရမယ်လို့ခန်းစားရတတ်ပါတယ် Charles Dinney ကဒီနီလန်တွေကိုလေ့လာဖို့ဈေးဆိုင်တွေမှာအခမဲ့နမူနာပျက်စီးတွေပေးကြည့်ခဲ့ပါတယ်ဥပမာ Hawaii ရေစားတောက်ဆိုင်တစ်ခုမှာဘယ်တော့မှမဝေဖူးတဲ့ဖောက်တွေတွေကိုအခမဲ့အရက်တစ်ခွက်ပေးလိုက်တဲ့အခါအေးဖောက်တွေတွေကနောက်ပိုင်းမှာပို့ပြီးအများကြီးစားတောက်လာကြပါတယ်ဒီနီလန်းကိုနိုင်ငံရေးမှလေးတုံးချပါတယ်ဥပမာရွေးကောက်ပွဲမထိုင်ခင်နိုင်ငံရေးတမားတွေကလူတွေကိုအခမဲ့စံတက်ပြက်စီတွေလက်ဆောင်တွေပေးကြပါတယ် ဒါကလူတွေကိုပြန်လည်မေးပေးရမယ်လို့ခန်းစားရစီပါတယ်။ commitment and consistency ကတိကဝတ်နဲ့တတမှတ်တယ်။လူတွေဟာသူ့ရဲ့ကတိကဝတ်တွေကိုတတမှတ်တယ်ဆက်လက်လုပ်ဆောင်ဖို့ကြိုးစားကြပါတယ်။ဒါကကိုယ့်ကိုယုံကြည်မှုရှိဖို့နဲ့တခြားသူတွေရဲ့အရှေ့မှာတတမှတ်တယ်ဖြစ်ဖို့လိုအပ်လို့ပါ။ Charles Dini ကဒီနီလန်ကိုစံတက်ဖို့အမေရိကန်အကြီးမားဆုံးဘဏ်တစ်ခုမှာလေ့လာခဲ့ပါတယ်။ဘဏ်မှာအကောင့်ဖွင့်ဖို့လာတဲ့ဖောက်တွေကိုအရင်ဆုံးတင်းကဘဏ်အကောင့်ဖွင့်ဖို့စဉ်းစားထားလားဆိုပြီးမေးခဲ့ပါတယ်။ ဟုတ်တယ်လို့ပြောလိုက်တဲ့သူတွေဟာနောက်ပိုင်းမှာအကောင့်ဖွင့်ဖို့ပိုလင်မြန်စွာဆုံးဖြတ်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာကိုယ့်ရဲ့ဂတိကိုယ်ဝတ်နဲ့တတမတ်ချေဖြစ်ဖို့စူးစမ်းခဲ့ကြတာပါ။ဒီနီလန်းကိုနေစဉ်ဘဝမှာလည်းတွေ့နိုင်ပါတယ်။ဥပမာတင်ရဈေးဝင်ရင်ဒါကိုစမ်းတုံးကြည့်ပါဦးလို့ပြောခံရရင်နောက်ပိုင်းမှာဝေဖို့ဖိအားပေးခံရတာဖြစ်နိုင်ပါတယ်။ Social proof လူမှုတက်တယ်။ social proof ဆိုတာကလူတွေကတူမတိတဲ့အခြေအနေမှာတခြားလူတွေဘာလုပ်နေတယ်လဲဆိုတာကိုကြည့်ပြီးလိုက်လုပ်တတ်တဲ့တဘာဝကိုအတုံးချထားတာပါ Chaldini ကဒီနီလိုင်းအင်အားကိုတက်တယ်ပြားကိုတုတေနာတခုလုတ်ခဲ့ပါတယ်။ Hawaii ရဲ့စားတော့ဆိုင်တခုမှာလူတွေဘလောက်လင်းမြန်စွာဆုံးဖြတ်ချက်ချလင်းဆန်းသက်ကြည့်ခဲ့ပါတယ်။ပထမဦးစွာဘဒုံးမမွေဖူးတဲ့ဖောက်တေတွေကိုဆိုင်းလေးကိုလူတွေအများကြီးစောင့်နေတာကိုမြင်အောင်ပြခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဘဒူးမမွေဘူး။ဒုတိယအချိန်မှာတကယ်ဖောက်တေတွေဝေးနေတာကိုမြင်အောင်ပြခဲ့ပါတယ်။ရလက်ကတော့တကယ်ဖောက်တေတွေဝေးနေတာကိုမြင်ရတဲ့လူတွေဟာပိုးပြီးလင်းမြန်စွာဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ဒီနီလန်းကို online ဈေးဝယ်ရေးမှလည်းကြီးကြီးပြန်တုံးကြပါတယ်။ ဒီပျက်စီးကိုလူ900ကကြီးနေတယ်။ဒါမှမဟုတ်ဖောက်တယ်လေးတက်မှ၈ချိန်နဲ့တုံးတက်ထားတယ်ဆိုရက်ဆက်ကလုံးတွေက social flow ရဲ့ဥပမာတွေပါ။ liking ၊ချိန်နေတတ်မှုလူတွေဟာသူတို့ချိန်နေတတ်တဲ့တူတွေရဲ့စကားကိုပိုလိုက်လံတတ်ကြပါတယ်။ Charlesini ကဒီနီလန်းကိုစမ်းတက်ဖို့အာရှနိုင်ငံတစ်ခုမှလေ့လာခဲ့ပါတယ်။ American တားတွေအကြောင်းပြောတဲ့လူတွေကိုနှစ်တက်မှုပိုရှိရလို့ဆိုကြပြီးအာရှနိုင်ငံတားတွေအကြောင်းပြောတဲ့တူတွေကိုတော့နှစ်တက်မှုနေရလို့ဆိုကြပါတယ်။ဒါကရိုးရှင်းပေမဲ့အစွမ်းထက်တဲ့လွမ်းမိုးမှုပါပဲ။ဒီနီလန်းကိုအယောင်တမားတွေကကြေကြေပြန့်တုံးကြပါတယ်။ သူတို့ကတင်နေတူတဲ့ဝါသနာနေရာဒေတာယဉ်ကျေးမှုနဲ့ဒါမှမဟုတ်ပါတာစကားကိုရှာပြီးရင်းနှီးမှုတိစောက်ကြပါတယ်။ဒါကြောင့်တင်ဟာသူတို့ကိုပိုယုံကြည်ပြီးသူတို့ပြောတာကိုလိုက်လံလုပ်မိတတ်ကြပါတယ်။ Authority အခွင့်အာဏာလူတွေဟာကျွမ်းကျင်တူဒါမှမဟုတ်အခွင့်အာဏာရှိတဲ့သူရဲ့စကားကိုယုံကြည်တတ်ကြပါတယ်။ Child တင်းနေရာဒီနီးလန်းတွေကိုတက်တည်ပြဖို့အစိုးရတစ်ခုမှလေ့လာခဲ့ပါတယ်။ဆရာဝန်တယောက်ကစေဝါနှမျိုးသားမှရွေးချယ်ဖို့ပြောတဲ့အခါဆရာဝန်ရဲ့ယူနီဖောင်းဝတ်ထားတာကြောင့်လူတွေကပိုပြီးယုံကြည်ပြီးလိုက်လံခဲ့ကြပါတယ်။ ဒီနီလန်းကိုကြုံရတွေမှာဆရာဝန်တွေအကြံပြုထားတဲ့ထုတ်ကုန်ဒါမှမဟုတ်ပညာရှင်တွေအာမခံထားတဲ့နည်းပညာဆိုတဲ့စကလုံးတွေအသုံးပြုတတ်ကြပါတယ်။ဒါကလူတွေကိုပုံမုံယုံကြည်မှုရှိစေပါတယ်။ scarcity ရှားပါမှုတစ်ခုခုကရှားပါတယ်လို့ထင်ရရင်လူတွေဟာအဲ့ဒါကိုပိုလို့ချင်တတ်ကြပါတယ်။ child ဒီနီကဒီနီလန်းကိုအစံတက်ဖို့ဈေးဆိုင်တစ်ခုမှာနောက်ဆုံးပစ္စည်းဆိုတဲ့တစိုက်ကတ်ကြည့်ခဲ့ပါတယ်။ရလကအဲ့ဒီတစိုက်ကတ်ထားတဲ့ပစ္စည်းတွေကိုလူတွေကပုံမုံလေးမြန်စွာဝေယူခဲ့ကြပါတယ်။ရန်ကုန်တော့မယ်ဆိုတဲ့စကလုံးတွေက PR ပေးမှုဖန်တီးပေးပါတယ်။ ဒီ6ခုလွမ်းမိုးမှုနီလန်းတွေကိုနားလေထိုင်ကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာဘယ်လိုလွမ်းမိုးခံနေရသလဲဆိုတာကိုသိနိုင်ပါတယ်။ဥပမာအွန်လိုင်းမှာဝယ်ယူတဲ့အခါလူများစွာကြည့်နေတဲ့နောက်ဆုံးပစ္စည်းပညာရှင်တွေအကြံပြုထားရဲဆိုတဲ့စကလုံးတွေကိုမြင်တဲ့အခါဒါတွေက social fraud, scarcity နဲ့ authority နီလန်းတွေဖြစ်ကြောင်းဒီဒီပြုနိုင်ပါတယ်။ Charles Dini ကဒီနီလန်းတွေကိုကျင်းဝင်းနဲ့အညီအတုံးပြုဖို့အကြံပြုထားပါတယ်။ဒါပေမဲ့ laser တူတွေဒီနီလန်းတွေကိုအလေးတုံးစားဖို့စူးစမ်းနိုင်ပါတယ်။ ဒါကြောင့်ဒီနီလန်းတွေကိုတီထိုင်ရင်ကျွန်တော်တို့ဟာပိုမိုတိတိရှိရဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။ဒါဆိုရင်တော့ Rabbit Chai တီနီရဲ့စာအုပ်အကြောင်းအသေးစိတ်ပြောပြပြီးပါပြီ။ဒီစာအုပ်ကလူတွေရဲ့အပြုအမူတွေကိုလွမ်းမိုးတဲ့နီလန်း6ခုနဲ့တိတ်ပန်နေကြရှင်းလင်းစွာဖော်ပြထားပြီးဒီကနေ့ဒီစီးပွားရေးဈေးကွက်ရှာဖွေရေးနဲ့လူမှုဆက်ဆံရေးမှာအတုံးပြုနေစေပါ။တင်တို့အနေနဲ့လည်းဒီနီလန်းတွေထဲမှာဘေဟာကနေ့စဉ်ဘဝမှာအကျဉ်းချင်းသတိပြုမိလေ။ comment မှာတင်တို့ရဲ့အထွေကြောင့်ကိုမျှဝေပေးပါဦး။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းတွေနဲ့ပြန်တွေ့မယ်။